မိသားစုစားဝတ်နေရေးအတွက်အလုပ်လုပ်ကင်နေတဲ့ကလေးသူငယ်တွေအနေနဲ့လူကုန်ကူးမှုကြုံတွေ့နိုင်တယ်လို့ဇွန်လ14ရက်နေ့ကအရင်လိုမှကျင်းပတဲ့ကလေးလုံသမားစန်းကျင်တိုက်ဖြတ်ရေးနေ့အခမ်းအနားမှာတက်ရောက်တဲ့သူတွေကပြောကြားလိုက်ပါတယ်။ဦးထွန်းနှင်းကပေးပို့ထားတာပါခင်ဗျာ။တရုတ်စစ်တုံးဒီဇင်ဘာလမှာမြန်မာနိုင်ငံကဝီပီဆိုင်ရာလုံသမားအဖွဲ့ INW ရဲ့ပြတ်တမ်းချက်160နဲ့ကလေးလုံသမားပပျောက်ရေးမှာလက်မှတ်ရေးထိုးခဲ့ပြီး ဇွန်လ14ရက်နေ့ရန်ကုန်မြို့မှာကလေးလူသမားစန့်ကျင်တိုက်ဖျက်ရေး၃နှစ်မြောက်အခမ်းအနားကျင်းပခဲ့တာပါမိသားစုစားဝတ်နေရေးအတွက်အလုပ်လုပ်ကိုင်နေရတဲ့ကလေးတငယ်တွေအနေနဲ့လူကုန်ကူးမှုနဲ့ကြုံတွေ့နိုင်တယ်လို့အခမ်းအနားကိုတက်ရောက်လာတဲ့ကလေးတငယ်အခွင့်အရေးအတွက်တောင်းဆိုလို့ရှာလို့တူကပြောပါလေတော်လှုပ်ချင်လို့လုပ်ရတာမဟုတ်ဘူးစားစရာမရှိလို့တော့မိဘတွေကအလုံးကိုင်မရှိဘူးဆေးရမှုကြောင့်တကယ်တော့ယူရတွေကနေတော့မြို့ဝရောက်တာလုခွင့်နဲ့ဝင်နေတယ်ဒီတဲ့ဆိုရတဲ့ traffic ကြီးနော်လူကုန်ကူးမှုတွေ ဖြစ်ဖို့ကျွန်တော်ကမြင်ပါတယ်เนาะနိုင်ငံကြီးဟိုရောက်သွားမယ်เนาะအုပ်စုလိုက်ကြည့်အခုလေအဲ့လိုဟာမျိုးတွေဖြစ်နိုင်တယ်လာလာရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအကောင်းဆုံးဖြစ်အောင်เนาะဟိုတဲ့စဉ်းစားပြီးတော့ပါဝင်ဆောင်ရွက်နေပါတယ်2014ခုနှစ်တကောင်စင်းအရမြန်မာနိုင်ငံမှာအသက်10နှစ်ကနေ18နှစ်ကြားကလေးလုပ်တာတက်တက်သမ9000ကျော်ရှိတယ်လို့လဲ UNICEF ကသတင်းထုတ်ပြန်ထားပါတယ် မြန်မာနိုင်ငံမှာအသက်၁၄နှစ်ရောက်ကလေးတငယ်တွေကိုခိုင်းစေသူတွေဟာဥပဒေချိုးဖောက်ရာရောက်ပြီးကလေးငယ်တွေကိုကျုံပြုတ်ခိုင်းစေရလဲရောက်နေပါလေကလေးတွေကိုကျုံပြုတ်ပြီးလှုပ်အားစိတ်ခိုင်းနေတဲ့သူတွေအားလုံးကိုကျွန်တော်ပြောချင်တာကတော့ကိုကျင်းစာတရားရှိကြပါကိုယ့်ရဲ့စီးပွားရေးရေတိုးစီးပွားရေးမကြည့်ဘဲနဲ့ရေရှည် ကလေးတွေပေါ်မှာရင်းနှီးမြုပ်နှံပြီးတော့ကလေးလို့တမစိတ်ခိုင်းမှုအများဆုံးရက်တံပြီးပါလို့တိုက်တွန်းချင်ပါတယ်။မြန်မာနိုင်ငံမှာကလေးလို့တမပပျောက်ရေးအစီအစဉ်ကို2014ဇန်နဝါရီတရက်နေ့ကနေ2019ဇူလိုင်လ31ရက်နေ့ထိဆောင်ရွက်နေတယ်လို့လည်းအလို့ယုံနဲ့လို့တမဥပဒေစစ်ဆေးရေးဦးဌာနကပြောဆိုပါတယ်။အပြည်ပြည်ဆိုင်ရာလို့တမအဖွဲ့ IMO ရဲ့အဆိုအရတော့ကမ္ဘာပေါ်မှာကလေးတငယ်အလို့တမ168တန်းရှိနေပြီး65တန်းကဘေးအန္တရာယ်ရှိတဲ့လုပ်ငန်းတွေမှာလုပ်ကင်နေရတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာကလေးအလုပ်သမားတွေကိုကျေပြပြန်နှင်တွေ့နေရဆဲဖြစ်ပြီးကလေးအလုပ်သမားတွေဖြစ်ပေါ်ရတဲ့အခြေခံအချက်တွေကတော့ဆင်းရဲမွဲတေတာပညာမတတ်တာနဲ့တင့်နေရောကောင်းမွန်တဲ့အလုပ်ကိုင်တွေများရှိတာတို့ကြောင့်ဖြစ်တယ်လို့လည်းသုံးသပ်မှုတွေရှိပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ